ကျွန်တော်ပေါ့ဒီနေ့တင်ဆက်ပေးဝမယ့်သတင်းကတော့ကိုလာနီဘာကြောင့်ပိတ်ဆို့တိတ်ခိုက်ပြီးနောက်နိုင်ရကန်လေချောင်းရံကကွယ်ရေးဗျူဟာကုန်းကိုအရက်ခတ်တော်အေကအလုံးစုံသိမ့်ပိုက်ရခိုင်ရုံးမအခြေချံပဲခူးတိုင်းဒေသကြီးပန်းတောင်မြို့နယ်ဦးချစ်ပင်မြို့မတုံရကပတ်ဆတ်စကြောင်းအနီးမှာအချမ်းဘက်စစ်ကောင်စီရဲ့အခိုင်အမာတိဆောက်ထားတဲ့ကကန်စတန်ကိုအရက်ခတ်တော်အေနဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ့်ပိုက်ဆိုတဲ့တဲ့နဲ့ နေရီကံကိုစစ်ကူလာတဲ့အချမ်းဘက်စစ်ကောင်စီစစ်ကြောင်းနဲ့အရက်ခေါ်တတော် A ပူပေါင်းတပ်ဖွဲ့တွေကြားဂုံကြီးကျေးရွာအနီးမှာတိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျာမကွေးတိုင်းရဖေမြို့နယ်အမ်ဘရန်ကာလန်ရကန်ရုံမပေါ်မှာရှိတဲ့အချမ်းဘက်စစ်ကောင်စီရဲ့နေရီကံလေချောင်းရံကာကွယ်ရေးတက်စကန်ဘျူဟာဂုံကြီးကိုအရက်ခေါ်တတော် A နဲ့ပူပေါင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ် အင်အားတက်တက်ဖြစ်တင်းထားတဲ့ဆိုဘာနေရကန်ဒီဟာကုန်းကိုအရခတတော်အင်းနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက2025ခုနှစ်ဖေဖော်ဝါရီလကစတင်ပြီး6လနီးပါးကြာပိတ်ဆို့တိုက်ခိုက်ပြီးနောက်အော်တိုဘာ14ရက်နေ့ကအလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ယခုလက်ရှိအရခတတော်အင်းနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကထွက်ပြေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုလိုက်လံရှင်းလင်းနေပြီးတချို့ကြတော့လည်းလက်နက်ချရတွေရှိရလို့သိရပါတယ်။ လက်ရှိအချိန်မှာအကျမ်းပတ်စစ်ကောင်စီဟာအဆိုပါစကန်နဲ့အနီးတစ်ဝိုက်ပတ်ဝန်းကျင်ကိုလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ Arrecorded.a ပူပေါင်းတပ်ဖွဲ့တွေကနေရကန်ဗျူဟာကွန်အနီးမှာ Fighter ကွန်ကိုအော်တိုဘား9ရက်နေ့ကတင်ပိုက်ခဲ့ပြီးဗျူဟာကွန်ကြီးတစ်ခုလုံးကို အနီးကထိုးစစ်ဆင်ခဲ့ပြီးနောက်9ရက်အကြံမှာစကန်တစ်ခုလုံးကို အပီးသက်တင်ပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အရခတတော်အေးသိမ့်ပိုက်လိုက်တဲ့နေရကံဒီဟာကွန်းဟာအချမ်းဘက်စစ်ကောင်စီရဲ့လေချောင်းရံကကွယ်ရေးအတွက်အဓိကကြတဲ့အပြင်စစ်ရေးအရအရေးပါတဲ့စကိုင်းတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်အချမ်းဘက်စစ်ကောင်စီကဗရန်ဘက်ကနေနေရကံဒီဟာကွန်းကိုစစ်ကူစစ်ကြောင်းတွေပုတ်ပေးဖို့ကြိုးစားနေပြီးအရခတတော်အေးနဲ့ပူးပေါင်းတပ်ဖွဲ့တွေကလမ်းကြောင်းကနေဂျမ်းဖြတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့သတင်းရရှိပါတယ် အဲ့ဒီနဲ့ရကလေချောင်းရံဂျူဟောင်းကွန်ဟာမကွေးတိုင်းအမျိုးနှမျိုးစလုံးကိုစုံမထားနိုင်ပြီးရခိုင်ကိုဝင်မဲ့အ धिक လမ်းပေါက်လေးဖြစ်ပြီးရခိုင်ရှစ်ဘက်အချမ်းမှာရှိတဲ့အချမ်းဘက်စစ်ကောင်စီရဲ့ကပ္ပဆဆက်ယုံတွေရဲ့လုံခြုံရေးကိုလေချင်းချောက်ပြီးသားဖြစ်တယ်လို့စေရေးလစ်လာသုံးသက်သူဒုကဆိုပါတယ်ပကိုးတိုင်းဒေသကြီးပန်းတောင်မြို့နဲ့ဦးချစ်ပင်မြို့မတုံရောကပ္ပဆဆက်ချောင်းအနီးမှာအချမ်းဘက်စစ်ကောင်စီရဲ့အခိုင်အမာတိစောက်ထားတဲ့ကာကင်းစကန်ကို အရခတ်တောအင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ဆိုတဲ့တရင်ကိုလေတင်ဆက်ပေးသွားခြင်းပါလေခင်ဗျအဲ့ဒီကကန်စကန်ဟာကပ္ပစ76ရဲ့အပြင်ဘက်မှာရှိပြီးအစကလေးကအခိုင်အမာတိဆောက်ထားတဲ့စကန်ဖြစ်ကကပ္ပစ76ကိုကောက်ွယ်ဖို့အထက်ထက်ချထားတဲ့ကကန်စကန်ဒီကတခုဖြစ်တယ်လို့သိရပါတယ်အဲ့ဒီကကန်စကန်ကိုအရခတ်တောအင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက အော်တိုဘာ14ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့သတင်းရရှိပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းအချမ်းဘတ်စစ်တပ်ရဲ့အမျိုးသမီးများအပါအဝင် မိသားစု30ခန့်ကိုပါလက်ရဖမ်းဆီးမိထားပြီးအချမ်းဘတ်စစ်ကောင်စီတပ်သား40ကျော်တေဆုံးကလက်နက်ခေယံများနဲ့တင်းစီရမိထားတယ်လို့စစ်ရေးသတင်းရင်းမြစ်ထံမှသိရပါတယ်။ဦးချစ်ပင်မျိုးမတုံရွန်အနီးကကပ္ပစ76ဆက်ရွန်ဟာဘုံဒီမျိုးမျိုး လက်နက်ကရံမျိုးမျိုးထုတ်လုံးနိုင်ဖို့ရန်အဓိကချက်တဲ့ကော့ဘတ်ဆတ်စက်ယုံဖြစ်တယ်လို့သိရပါတယ်။ရခိုင်ရုံးမနဲ့ထိဆက်နေတဲ့ပန်းတောင်မြို့နယ်တွင်မှာအကျန်းဘက်စစ်ကောင်စီရဲ့ကော့ဘတ်ဆတ်စက်ယုံ၅ယုံအထိရှိနေပြီးအရခတ်တတော်အင်းနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်တွေဟာလည်းတဖြည်းဖြည်းနဲ့ကပ္ပစဆက်ယုံတွေအနည်းကိုရောက်ရှိလာပြီဖြစ်တယ်လို့သိရပါတယ်။ပန်တောင်မြို့နယ်အပိုင်းဦးချစ်ပင်မြို့ကမြန်ရွာမှာကပ္ပစ၅ညောင်ချေတောက်ကျေးရွာမှာ ပ္ပစ6ညောင်ချစ်လောက်ကျေးရွံတဲ့30ဒင်းမှာကပ္ပစ3မတုံရောအနီးမှာကပ္ပစ16ပသိမ်မုံရောလမ်းမကျောက်ဘူးကျေးရွံအနီးမှာကပ္ပစ9တို့တရှိပြီအဲ့ဒီကပ္ပစဆက်ယူနေရလက်ချီချင်းချောက်ခံလာရတဲ့အနေထားတစ်ခုကိုရောက်ရှိလာပြီဖြစ်တယ်လို့စည်ရင်းလေးလာသုံးသက်သူများကဆိုပါတယ်ဒါအပြင်နေရီကန်ဗျူဟာဂုံးကိုစစ်ကူလာတဲ့အချမ်းဘတ်စစ်ကောင်စီစစ်ကြောင်းနဲ့အရက်ခတ်တော်အေပူပေါင်းတပ်ဖွဲ့တွေကြာ ဂုတ်ကြီးကြီးရွာနေမှာတိတ်ပွေးပြင်းထန်နေတဲ့ဆိုတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးတော့ချင်ပါတယ်ခင်ဗျအရဂတ်တတော်အေးနဲ့ဘူအောင်တပ်ဖွဲ့တွေတိမ့်ပိုက်လိုက်တဲ့နေရကန်လေချောင်းရံကကွယ်ရဲဘျူဟာကုန်းစကန်ကိုစစ်ကူလာတဲ့အချမ်းဘက်စစ်ကောင်စီစစ်ကြောင်းနဲ့အရဂတ်တတော်အေးဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြောင့်ကောက်ကြီးကြီးရအနီမှာနှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေတယ်လို့သတင်းရရှိပါတယ် အချမ်းမဲ့စစ်ကောင်စီစစ်ကြောင်းမှာစစ်ရာ300ကံပတ်ဝန်းပြီးဂုတ်ကြီးကျေးရွာအရှိဖက်မှာနှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေလို့မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်နှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေပေမဲ့လည်းအကြအဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိမှုကိုမသိရသေးပဲအချမ်းမဲ့စစ်ကောင်စီစစ်ကြောင်းမှာလေကြောင်းပစ်ကူတွေနဲ့ထိုးပေါက်ဖို့ကြိုးစားနေပေမဲ့လည်းလက်ရှိနေရာကနေရှစ်မတိုးနိုင်ပေဖြစ်နေတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ် စင်ပွန်ရောကပ္ပစဆက်လေးနဲ့အမြောက်ကြီးတက်စုံကုန်းမှာတက်အင်အားများကိုပြန်ပြီးစုပွက်ကအင်အား300ခန့်ကစစ်ကြောင်းများ ခွဲပြီးနေရကန်ဖက်ကို တက်လက်ရမှာဂုတ်ကြီးရောညလက်ရောပဝင်းကျင်တို့မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပေါ်နေလို့သိရပါတယ်ဒီနေ့တင်ဆက်ပေးသွားတဲ့သတင်းကတော့ကိုလာနီပါကြောင့်ပိတ်ဆို့တိုက်ခိုက်ပြီးနောက်နေရကန်လေကြောင်းရံဘူဟာကုန်းကို Arecorder.a အလုံးစုံသိမ့်ပိုက်ရခိုင်ရုံးမအခြေချပဲခူးတိုင်းဒေသကြီး ပန်တောင်မြို့နေဦးချစ်ပင်မြို့မတုံရကပ္ပလ16နီမှာအချမ်းဘက်စစ်တပ်ရဲ့အခိုင်မာတိဆောက်ထားတဲ့ကာကန်စကန်တစ်ခုကိုအရခတ်တတော်အင်းနဲ့ပူပေါင်းတပ်ဖွဲ့တွေကတင်ပိုက်ဆိုတဲ့တဲ့နဲ့နေရကံကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အရခတ်တတော်အင်းပူပေါင်းတပ်ဖွဲ့တွေကြာဂုတ်ကြီးကျေးရွာနီမှာတိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့တဲ့နဲ့ကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ခင်ဗျနောက်ထပ်တင်ဆက်ပေးသွားမယ့်တဲ့နဲ့မြောက်ကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျ ခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ